မဲမင်္ဂလာပါရှင်။ကျမကဒီနေ့ဆရာကြီးမြတ်တန်းတင်ရေးသားထားတဲ့မိမားတို့အကြောင်းဆိုတဲ့ဆောင်းမပေါင်းဘောင်းကျုပ်ထဲကခေါင်းစဉ်အသေးလေးတစ်ခုကိုဖတ်ပြပေးချင်ပါတယ်။မိမားတယောက်ရဲ့ပထမအနှစ်20မိမားဟာစာရိတ္တချိုးရင်းသူဖြစ်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ပြေစုံပြီး၆ပြည့်ကင်းတဲ့မိမားတယောက်ဖြစ်ဖို့ဆိုတာသိမ့်မလွယ်ဘူး။ရှိကစာရီထဲမှာ မိမမြတ်တအူဖြစ်ဖို့ဆိုတာလူလွန်သမီးဖြစ်မှရမယ်။ချိဆာဆိုတွေထဲမှာရှိတဲ့မိမမြတ်ဇဝင်းဝင်ဖြစ်နိုင်မယ်။မိမဟာ သူ့ဘာသာသူလွတ်လပ်စွာတွေ့လွတ်လပ်စွာစဉ်းစားလွတ်လပ်စွာအိတ်လွတ်လပ်စွာတောင်းတလွတ်လပ်စွာအသက်ရှူပြီးသူတို့သဘောအလျောက်လွလွလပ်လပ်နေလာတာနဲ့တပြိုင်နက်ယောက်ျားတွေဆွဲမက်စရာမကောင်းတော့ပဲ ဖြစ်သွားတတ်တယ်။ဒါပေမဲ့မိမဟာသူ့ယောက်ျားအပေါ်မှာလည်း ကောင်းကောင်းနားမလဲဘူးမိမဟာသူ့ယောက်ျားအရေးမကြီးတဲ့အလုပ်ကလေးတွေကိုလုပ်ကင်နေတာကိစ္စကလေးတွေကိုပြုတ်မှုလုပ်ကင်နေတာကို နေ့စဉ်နဲ့အမြမြင်တွေ့နေရတဲ့အတွက်သူ့ယောက်ျားရဲ့ပကတိရုပ်သူ့ယောက်ျားရဲ့ဇာတိရုပ်သူ့ယောက်ျားရဲ့အတွင်းသဘောကိုသိတယ်လို့ထင်နေတတ်တယ်ဒါပေမဲ့တကယ်ယောက်ျားရဲ့ဇာတိဟာယောက်ျားချင်းချင်းဆက်ဆံကြတဲ့အခါမှသာပေါ်လာတတ်တာမျိုးကလားယောက်ျားအဝေးကို အပေါ်ကိုပြန်သွားတတ်တယ်။ဒီအချက်ကိုသဘောမပေါက်ရင်ယောက်ျားရဲ့အတွင်းစိတ်ကိုလည်းနားမလည်နိုင်ဘူး။မိမတယောက် ပြောဘူးသလိုပေါ့။ကြပြဆရာရဲ့မိမဖြစ်ရတာဟာ စိတ်ညစ်စရာပါရှင်။အိမ်သာတက်ပြီးတော့ရေမဆွဲဘဲနဲ့ဒီအတိုင်းထားချင်ထားခဲ့တာလို့သူကညင်းညူဘူးပါတယ်။ကြပြဆရာတော့ကြပြဆရာပါပဲ။ဒါပေမဲ့သူ့ဇနီးဟာအဝေးကကြပြဖတ်တဲ့ပြေးတက်လောက်တော့ သူ့ကဗျာကိုစိတ်ဝင်စားမှုရှိခြင်းမှရှိတတ်တာကိုဒါဟာလေမိမရဲ့အဖြစ်တော့မဟုတ်ပါဘူးမိမမှာသူ့ကဗျာတွေနဲ့ထိတွေ့ဖို့အခွင့်အရေးမှမရှိဘဲကိုသူ့ကဗျာတွေကိုလိုက်ပြီးခံစားနိုင်မှုအတွေ့အကြုံယတအမြင်တွေမှမရှိဘဲကိုယောက်ျားရဲ့စိတ်မှသာ သူ့မိမကသူ့ကဗျာတွေကိုဖတ်ပြီးအရသာ ခံစေခြင်းပင်မဲ့မိမကတော့အိမ်မူကိစ္စတွေနဲ့ပဲခြာလက်ပတ်လေရင်းရတယ်မဟုတ်လားအေး တချို့သောအခွင့်တူးရတဲ့မောင်နှံများတော့မိမဟာယောက်ျားရဲ့တကယ်ဘဝအဖော်ဖြစ်သွားနိုင်တယ်။ယောက်ျားရဲ့လုပ်ငန်းတွေထဲမှာပါဝင်ဆွေးနွေးမယ်။အကြံဉာဏ်ပေးမယ်။အလုပ်မှာလည်းမောင်တထမ်းမယ်တရွက်ကိုယ်တိုင်ကိုကြပါဝင်မယ်။ဒါပေမဲ့ဒီလို ကိုယ်တိုင်ကိုကြပါဝင်လုပ်ကင်ပြီးတဲ့အတွက်ဝင်ရောက်ကူညီတဲ့အတွက်ဒီလောက်ကသူ့ရဲ့ကိုယ်တိုင်အလုံးလို့ထင်ရင်တော့အမြင်မှားတာပဲဖြစ်မယ်။ဘာဖြစ်လို့လဲဆိုတော့ ီကိစ္စက ကိုကဘေးကဝန်းကူနေတာဖြစ်ပြီးအ धिक တာဝန်ရှိသူအ धिक ဆောင်ရွက်သူကတော့ယောက်ျားဖြစ်နေလို့ပါပဲကိုယောက်ျားရဲ့အလုပ်ကို လုပ်ပေးနေရမှာပျော်ရွှင်မှုရဖို့ကိုယောက်ျားရဲ့အကျိုးကိုဆောင်ရွက်ပေးရမှာပျော်ရွှင်ဖို့ကတော့ကိုယောက်ျားကိုချေရလိမ့်မယ်မချစ်ဘဲနဲ့သူ့အလုပ်ကိုပျော်ရွှင်စွာဝန်းရောက်လုပ်ကင်ပေးဖို့ဆိုတာတော်တော်ခက်တယ်ကိုယောက်ျားကိုမချစ်ဘဲနဲ့သူ့အလုပ်တွေကိုဝင်လုပ်ပေးရင် စိတ်လဲညစ်မယ်။ကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့လှုပ်အားတွေလည်းအချင်းချင်းဖြစ်မယ်။စာရေးဆရာကြီးဗာဇက်ကယောက်ျားဟာမိန်းမကို ကြေးကျွန်လို့ပြုမှုဆက်ဆံပြီးသူ့ကိုယ်သူအေဂရီဘီမတပားတဖွဲထင်လာအောင်လှုပ်ပေးရမယ်လို့ပြောခဲ့မှုတယ်။ယောက်ျားတွေဟာဗာဇက်ရဲ့ဒီအဆိုအမိန့်ပေါ်မှာတော်တော်သစ္စာကြီးကြတယ်ထင်ပါရဲ့။သူတို့ကိုသူတို့တော့မိမရဲ့ဩဇာလွှမ်းမိုးမှုကိုဘလောက်ခံရကြောင် ိမကိုဘလောက်ကြောက်ရကြောင်းစသည်တို့ကိုအကျဲချဲ့ပြောနေတာလိန်ပြောနေတာလုတ်ကြံပြောနေတယ်ဆိုတာကို သူတို့ဘာသာသူတို့ကောင်းကောင်းသိတာပေါ့ဂျော့ဂျက်ဒီဘလန့်ဟာစာအုပ်တုပ်ပေါ်မှာသူ့အမည်ရောစာရေးစရာမေတလင်းရဲ့အမည်ရောနှစ်ခုစလုံးထည့်ရမယ်ဒီစာအုပ်ကိုရေးတော့ကသူလဲပါတယ်လို့ပြောခဲ့တာတွေဟာအဲ့ဒီယောက်ျားကမိမကိုသူ့ကိုယ်သူအေကရီဘီမတပားထင်အောင်လုတ်ပေးလို့ စိတ်ကြီးဝင်သွားတဲ့အဖြစ်မျိုးပေါ့တကယ်ကတော့မေတ္တလင်းကလည်းသူတောင်းဆိုတဲ့အတိုင်းထည့်ပေးခဲ့တာပါပဲဒါပေမဲ့တကယ်ကတော့ဒီစာအုပ်ကသူ့မိမနဲ့ဘာမှမဆိုင်ဘူးသူရေးတာပဲလို့ယောက်ျားက ထင်ခဲ့တာပါပဲအဲ့ဒီစာအုပ်ကိုရေးဖို့တိုက်တွန်းသူ စိတ်ကူးပေးသူက သူ့ဇနီးဖြစ်တာမှန်ပါရဲ့ဒါပေမဲ့အရေးကြီးတာက ဆုံးဖြတ်သူရွေးချယ်သူမဟုတ်လားမိမဟာဘေးရင်ဆရာရဲ့လက်ထဲက ရွယုံကလေးတစ်လုံးပါပဲနမိတ်လောက်ကိုသာပြနိုင်တာပါတကယ်ဟောရတာကရွယ်လုံးမဟုတ်ပါဘူးဘေးဒင်းဆရာပါဒီတိုင်းပါပဲလုတ်တစ်ခုကိုလှုပ်အောင်မိမကတိုက်တွန်းအပေးနိုင်တာမျိုးရှိခြင်းရှိမယ်ဒါပေမဲ့တကယ်လုတ်တဲ့အခါကျတော့ယောက်ျားဟာတခြားသူတို့ကို တိုက်မင်တာမျိုးအကြံဉာဏ်တောင်းတာမျိုးတွေလှုပ်သွားတာပါပဲတော်လစတိုင်းဟာသူ့ဝိထုတွေရေးစင်တော့ကသူ့သမီးတွေကအချော်ကူပေးတာ ဆောင်မှုတွေပြင်ပေးတာတွေကိုလုပ်ပေးရတယ်။ဒါပေမဲ့သူ့မိမကတော့စာအုပ်တွေကိုရေးရမှာသူဟာအဓိကကြသူခွဲခွာမရသူလို့ထင်နေတယ်။တကယ်တော့မိမရဲ့စစ်မှန်တဲ့လွတ်လပ်မှုအမိအခိုကင်းမှုဟာသူ့ကိုယ်ပိုင်အလို့ကိုယ်တိုင်လုပ်တဲ့အလုပ်သာလင်းဖြစ်ပါတယ်။လူအမျိုးမျိုးအစားအစာကိုလိုက်ပြီးအိမ်အောင်တဲ့ဘဝဟာလည်းကွဲပြားခြားနားကြပါတယ်။ဒါပေမဲ့အမျိုးသမီးတော်တော်များများကအဖို့ကတော့ ူတို့ရဲ့နေ့စဉ်ကြုံတွေ့ရတဲ့ဘောဟာသိပ်ကွဲပြားခြားနာခြင်းမရှိလာပါဘူးအတူတူပါပဲမနက်လင်းလာရင်ယောက်ျားကအလုပ်ကိုထွက်သွားမယ်မိန်းမဟာယောက်ျားတကားပိတ်ထွက်သွားတဲ့အောင်ကြားတော့ပျော်သွားတယ်သူလွတ်လပ်သွားပြီလေကလေးတွေလည်းကြောင်းသွားကြပြီအိမ်မှာသူတယောက်ပဲပဲကြံခဲ့တော့တယ်တထောင်လောက်ရှိတဲ့အသေးပွဲကိစ္စလေးတွေကိုစလုပ်ရတယ်လက်တွေကသာတလှုပ်လှုပ်နဲ့အလုံးများနေပေမဲ့စိတ်ကတော့ဟာလာဟင်းလင်းဖြစ်နေတယ် ူမှာရှိတဲ့စီမံကိန်းဟုသမျှဟာမိသားစုဖို့ကြီးတာဖြစ်နေတယ်။သူဟာမိသားစုအတွက်အသက်ရှင်နေရသူဖြစ်တယ်။သူတို့တွေအိမ်ကိုပြန်လာတာနဲ့စိတ်ထဲမှာသက်သာရရသွားတယ်။သူ့ယောက်ျားကလက်ဆောင်အနေနဲ့သူ့ပံမှုပန်းကလေးတွေဝယ်ယူလာတယ်။ဒါပေမဲ့အခုတော့ဒါတွေကအလကားဟာတွေဖြစ်သွားပြီလေ။ယောက်ျားကလည်းအိမ်ပြန်နောက်ကျလာတတ်တယ်။မှန်မှန်မပြောင်းချင်တော့ဘူး။မိမကတဏီကိုညှင်းဝဲစွာနေခဲ့ရတာကို လက်စားချေတဲ့အနေနဲ့မကြာခဏကြည်ကြောင်ကြလာတာကိုလန့်နေတယ်။ဘာမုတ်တဲ့ကိစ္စလေးနဲ့မြည်တွန်တောက်တီးတာညင်းညူတာတွေကိုအိမ်ကမိမကတဆောင်းဆောင်နဲ့လဲဝင်းတရှိရှိနဲ့ဖျောင်းလို့ရမလားဆိုပြီးစူပူချိန်မောင်းပါကိုလန့်နေတယ်။ဒီနေရာဖြင့်ယောက်ျားကိုစိတ်ပြတ်ကြောင်ဖော်ပြတယ်။ဒီလိုမပြောသည့်တိုင်ယောက်ျားဘက်ကလည်းစိတ်ပြတ်တာတွေရှိလာတယ်။ယုံလောက်ကလည်းပင်မန်းလာတယ် ကိုအိမ်ရောက်ရင်ကိုအနာယူအပန်းဖြေခြင်းမုံကတမျိုးစားခြင်းတောက်ခြင်းနာကတမျိုးမိမကပြင်ဆင်ချက်ပြုတ်ထားတာတွေကတလွေညနေခင်းကပြင်းစရာကောင်းနေတယ်ညငွေစရာကောင်းနေတယ်သတင်းစာလေးဖတ်လိုက် ရေဒီယိုလေးနားထောင်လိုက် ရောက်တဲ့ရာရာပြောလိုက်နေအပေါ်ရန်အဖြစ်ရင်းနှီးတည်အောင်ရှိနေပြီမင်းသူတို့နှစ်ခုကအတီးချံဖြစ်နေကြတယ်ဒီလိုနဲ့ညငွေပဲကောင်းစွာနဲ့အချိန်ကုန်သွားပြီး မိမကလည်းအေးရတဲ့ဝင်ပြီးမောမောနဲ့အိပ်ပျော်သွားတယ်။ယောက်ျားကလည်းရေဒီယိုနားထောင်စဖက်ပြီးအိပ်ပျော်သွားတယ်။နောက်တနေ့မနေ့သူ့ယောက်ျားအလုသွားလို့တကားပိတ်တန်ကိုပဲမျောလင့်နေတယ်။သူ့ယောက်ျားမြင်မြန်အလုသွားပါစေလို့ပဲတောင်းတနေမိတယ်။ဒီငင်းငွေးမှုကိုဖျက်ပြောက်ဖို့အတွက်မိမတွေမှာအချို့သော နီးလန်းတွေရှိတယ်။ဒါပေမဲ့ဒီနီးလန်းတွေကို လူတိုင်းရှာဖွေလို့တော့မရနိုင်ဘူး။အထူးသဖြင့်အိမ်ောင်ရေးဆိုတဲ့ နောင်ကြိုးကြီးတွေတိတ်ထူတဲ့တုတ်ခိုင်တဲ့တိုင်းပြည်မျိုးတွေမှာမတွေ့နိုင်ဘူးဒီလိုနဲ့တချို့မိန်းမများဟာအိမ်မှာဩဇာအာဏာအလွန်သုံးပြီးနေရာတကာပါခြင်းနဲ့အုတ်ထင်းသူမိန်းမကြီးတွေဖြစ်လာခဲ့ကြတယ်တချို့ကြတော့လေဖြစ်သည်များနဲ့ကျင်းနဲ့ရောင်ရဲသွားပြီးမိသားစုရဲ့ကြုံမကြီးဖြစ်သွားရတော့တယ်တချို့မိန်းမတွေကြတော့လေအပြုတ်ပေါ်ဝင်စားတော့ငါကိုကိုကိုပြန်ချစ်တဲ့နာစစ်စာစိတ်တက်မျိုးဝင်နေပြီး တနခါခြေစုံခေါင်းစုံလေးအိမ်အလုပ်လည်းဘာမှမလုပ်ပဲအလားပြင်စတဲ့ကိစ္စတွေနဲ့ပဲအချိန်ကုန်သွားရတော့တာပါပဲအိမ်အောင်ကြစွာတော့တော့မိမဟာသူ့စိတ်ကူးသူ့မျော်မှန်းချက်တွေနဲ့ပဲသူပြောနေတယ်အိမ်မက်မက်နေတယ်သူ့ယောက်ျားကိုအထင်ကြီးဖို့စူးစမ်းတယ်သူ့ယောက်ျားကိုချွင်းချက်မရှိချစ်ဖို့စူးစမ်းတယ်သူ့ကိုယ်သူယောက်ျားနဲ့ခွဲခွာလို့မရအောင်ရေးရေးပါတယ်နှစ်ကိုယ်တစ်စိတ်ဖြစ်တယ်လို့ယူဆတယ် အဲ့အိမ်တော်သက်နည်းနည်းရလာတဲ့အခါမှာတော့တကယ်ပကတိစိတ်ဟာပြန်ပေါ်လာတော့တာပါပဲကိုယောက်ျားဟာကိုမပါလဲအရေးမကြည့်ဘူးကိုမရှိလဲအရေးမကြည့်ဘူးဆိုတာကိုသဘောပေါက်လာတယ်ကလေးတွေကလည်းတနေ့မှကိုလန်းကိုသွားကြမှာဆိုတာကိုသိလာတယ်အဲ့ဒီထဲမှာကျေးဇူးမသိတတ်တဲ့ကလေးကဘယ်နှယောက်ပါမလဲလို့မပြောနိုင်သေးဘူးအိမ်မှာသူတယောက်တည်းအထီးကျန်အစွန့်ပြစ်ခံလက်အောက်ခံလူတယောက်လိုခံစားလာရတယ် ဘာလို့လို့ဘာကိုင်ရမှမသိတော့ပဲဖြစ်လာတယ်။ဘလို့အပြင်းဖြေရမှလည်းမသိဖြစ်လာတယ်။ကိုဝါသနာလေးတွေကိုစီရိုက်လေးတွေတော့ရှိပါရဲ့။ဒါလေးတွေကို ကောက်လို့ချင်းဖြစ်စိတ်သက်သာမှု အပြင်းပြေမှုအထီးကျန်ဖြစ်မှုညီငွေမှုစတာတွေတက်တာစေတာတော့အမှန်ပါပဲ။ဒါပေမဲ့အဲ့ဒီຢာတွေက လုံးဝလွတ်မြောက်အောင်တော့အဲ့ဒီစီရိုက်အဲ့ဒီဝါသနာတွေကလည်းမတက်နိုင်ဘူး။ရိုးသားတဲ့စာရေးဆရာမတိုင်းဟာ အသက်30တွင်းကမိမတယောက်ရဲ့စိတ်နှောက်ကြီးမှု တိမ်တိမ်ပွေပွေဖြစ်ခဲ့မှုတွေကို ရေးခဲ့တာကြီးပဲကက်သရင်းမင်းစဖီဒေါ်ရသီပါကာဗာဂျီးနီးယားဝူရူရဲ့ဝိထုတွေတဲကဇလိုက်တွေကို ကြည်လိုက်ရင်ဒီတိုင်းကြီးပါပဲအိမ်အောင်ကြစားမိမိပြုံမြင့်စတော့မှာကတော့သူတို့တွေဟာကြည်မွေးစွာတေးဆူခဲ့ကြသဘောဒါပေမဲ့အိမ်အောင်သက်ရင့်လာတာနဲ့အမျှသူတို့ဟာစိတ်ညစ်စရာတွေ တွေ့လာကြပြီး ော့ကနဲ့မိဖွဲ့လာကြရတော့တာပါပဲအိမ်အောင်ပြူချင်းကိစ္စမှာကြေကွဲစရာအကောင်းဆုံးကိစ္စကတော့မိမကသူမျှော်လင့်တောင့်တနေတဲ့ပျော်ရွှင်မှုကိုအိမ်အောင်ရရှာတယ်လို့မတွေ့ရတော့တဲ့အချက်ပါပဲဒါတွေမကဘူးအိမ်အောင်ပြူချင်းဟာသူ့ဘဝကိုကြေမွပျက်စီးသွားစေတယ်ထပ်ပြန်တလဲလဲလုပ်ငန်းတွေတမန်ရိုးကြနေစဉ်အဖမ်းမှန်ကြုံတွေ့နေရတဲ့လုပ်ငန်းတွေထဲမှာပဲဆုံးဆုံးမြုပ်သွားရတော့တယ်မိမတယောက်ရဲ့ဘဝကအ ပထမအနှစ်20ဟာတော်တော်ပျော်စရာကောင်းပြီးတော်တော်ကြွယ်ဝတဲ့အရွယ်ဖြစ်တယ်။အဲဒီကာလအတွင်းမှာသူဟာကဘာကြီးကိုရှာဖွေတွေ့ရှိတယ်။ဒါပေမဲ့20ကျော်လာတာနဲ့သူဟာအိမ်တအိမ်ရဲ့အရှင်သခင်မှဖြစ်လာပြီးယောက်ျားတစ်ယောက်နဲ့ထောင်စဉ်နှောင်ဖွဲ့လိုက်ရတော့တယ်။အတုံနှောင်ခံလိုက်ရတော့တယ်။ကလေးတယောက်ကိုရင်မာပိုက်ပြီးဘဝကို အနစ်နာခံလိုက်ရတော့တယ်။တကယ်အလို့တကယ်လှူရှောင်းမှုတွေဟာ သူ့ယောက်ျားရဲ့အမိန့်တွေဖြစ်လာရတော့တယ်။သူဟာလင်းနဲ့သားသမီးတွေကို ပြုစုစောင့်ရှောက်ပြီးသူ့ကိုယ်ကျိုးကိုစွန့်လွှတ်ရတဲ့အတွက်ချီကျူးဩဘာပေးတာတွေကို ခံရပါရဲ့။ဒါပေမဲ့သူ့စိတ်ထဲမှာတော့လူနှစ်ယောက်ကိုတတ်တတ်လုံးထိမ့်သိမ့်ပြုစုစောင့်ရှောက်သွားရတာဟာသူ့အဖို့အကျိုးမရှိလာဘူးလို့ထင်လာတတ်တယ်။ဒီတော်ရင်မှာကိုကိုကိုမေ့ထားနိုင်ရင်တော့အเจ้าမဟုတ်ဘူးပေါ့။ဒါပေမဲ့ ဒီလိုလုံလုံလည်လည်မေ့ထားဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူးမဟုတ်လားပိုပြီးဆိုတာကကိုကလင်းတဲ့သားသမီးတွေအပေါ်မှာတိတ်အေးပေးတံမိုးထားလို့ရင်တော့ကိုချင်မြန်နိုးမှုကို့အေးပေးမှုဟာလင်းသားအဖို့စိတ်ပြက်စရာကုန်ခန်းစရာဖြစ်လာတတ်တယ်ဒီလိုလောကကြီးအုံမှုမျိုးဟာနောက်မှအနိုင်ယူကျင်တာမျိုးလွမ်းမှုဩစာပေးကျင်တာမျိုးဖြစ်လာပြီးယောက်ျားကလည်းစိတ်ပြက်လာတတ်တယ်ဒီအခါမှာယောက်ျားကလည်း မိမရဲ့ဩဇာလွှမ်းမိုးမှု မိမကအဆတ်ဆအရာရာလဝကြီးအုံမှုကိုရှောင်ပြေးဖို့ကြိုးစားလာတော့တာပါပဲဒါပေမဲ့မိမဒီလို ဖြစ်လာအောင်ဘသူလုပ်ခဲ့တလဲယောက်ျားပဲမဟုတ်လားသူပဲအေဂရီဘင်မတပားလိုမြှောက်စားခဲ့တယ်မဟုတ်လားယောက်ျားဟာမိမကို လက်ထပ်ပြီးဆိုတာနဲ့တပြိုင်နက်မိမဟာ သူ့ရဲ့ဝတ္တရားတွေကိုကျေပွန်ရမယ်သူ့ရဲ့အပေါ်မှာသစ္စာရှိရမယ်လို့တောင်းဆိုခဲ့တယ်ဒါပေမဲ့သူကတော့ မိမပေါ်မှာဘလောက်များဝတ္တရားကျေခဲ့ပါသလဲဘလောက်များသစ္စာရှိခဲ့ပါသလဲမြတ်တန်တင်မိမာတို့အကြောင်းဆိုတဲ့ဆောင်းမများစူးစိမှုဆောင်းထဲက ကောင်းစဉ်အသေးလေးတစ်ခုကိုဖတ်ပြပေးချင်ပါတယ်။ကောင်းစဉ်လေးကတော့မိမာကအီကရီလာဂျေးကျော်လား ဇနီးကိုလင်နိုင်တဲ့မိမကြီးတယောက်ဆဆာရရာစည်းစားကျဲတဲ့မိမကြီးတယောက်ကကြီးကကြောင်ကြတဲ့မိမကြီးတယောက်စိတ်ပြက်စရာမိမကြီးတယောက်ဖြစ်အောင်လှုပ်ပေးလိုက်သူဟာတခြားအရာမဟုတ်ပါဘူးစောစောကပြောခဲ့သလိုယောက်ျားရဲ့နှစ်ဖက်ခွသဘောထားကြောင်ဖြစ်တယ်ယောက်ျားကတစ်ဖက်ကြတော့မိမကိုကြုံလို့သဘောထားပြီးတစ်ဖက်ကတော့မိမကို သူ့ကိုယ်သူဧကရီဘီမကြီးထင်လာအောင်မြောက်ပေးတတ်တယ် ဲ့ဒါကြောင့်မိန်းမတွေကအစာကျပြီးလင်းကားတောင်စိတ်ပြတ်တဲ့မိန်းမတွေဖြစ်သွားရခြင်းဖြစ်တယ်။ယောက်ျားဟာကဘာပေါ်မှာ သူ့တဦးတည်းကိုသာနှစ်ဖျားလို ကိုးကွယ်အောင်လှုပ်ထားပြီးသူ့ကိုယ်သူတော့အနှောင်ဖွဲမရှိအောင်လွတ်လပ်အောင်လှုပ်ထားတယ်။မိန်းမကိုတော့အိမ်မူကိစ္စတွေနဲ့ညင်းငွေအောင်လှုပ်ထားပြီးသူ့ကိုမညင်းငွေအောင်ဖျော်ဖြေတဲ့အရာတစ်ခုအဖြစ်လှုပ်ထားတယ်။မိန်းမကိုခိုင်းစရာရှိရင်အလိုရှိရင်အစဉ်သစ်ပြောင်းခေါ်ထားပြီး တကြီးကြီးမပူဆောင်အောင်လုပ်ထားတယ်။မိမကိုတကူတဲ့အတွက်သာသမီနဲ့ချားဆွေမျိုးသားချင်းများအတွက်မဟုတ်ပိုင်ဆိုင်ခြင်းနဲ့သူကတော့မိမရဲ့ပိုင်ဆိုင်ခြင်းကိုမခံနိုင်ဘူး။မိမကိုတော့လင်တယောက်ရဲ့ဇနီးလိုနေစေခြင်းနဲ့သူကြတော့ဇနီးတယောက်ရဲ့လင်ယောက်ကြားလိုမနေခြင်းဘူး။ဒီနေ့အဖြစ်မိမဟာ လက်ထက်တဲ့နေ့ကစပြီးတစ္ဆာဖောက်ခြင်းခံရတော့တယ်။ဒီလိုနဲ့မိမရဲ့ဘဝဟာချုံချုံကျသွားတော့တယ်။ ဒီလိုနဲ့မိမဟာသူ့ဘဝကိုတစ္ဆာဖောက်ခံရသူတွေနဲ့တိုင်းထားချိန်တွေကြည့်တော်တယ်။စာရေးဆရာ DA Lawrence ပြောတဲ့ဖို့မအချက်နဲ့ပတ်သက်တဲ့စကားဟာတော်တော်မှန်တယ်။သူကအပြန်အလှန်ပြေဆုံးရန်ကြိုးစားသောလူနှစ်ဦးရဲ့ပေါင်းဖော်မှုတွေတနေ့တွင်ပျက်စီးဆုံးရှုံးခြင်းနဲ့သာကြုံတွေ့ရမည်ဖြစ်ကြည်လို့ပြောခဲ့မှုတယ်။လက်ထက်ထိမ်းများခြင်း အိမ်နောင်ပြူခြင်းဟာခိုလုံမှုတစ်ခုမဖြစ်သင့်ဘူး။ကုသမှုတစ်ခုမဖြစ်သင့်ဘူး။ လက်ထက်ထိမ်းများခြင်းအိမ်အောင်ပြုခြင်းဟာပြည့်စုံတဲ့တီးခြားဖြစ်တဲ့လွတ်လပ်တဲ့လူနှအိုးရဲ့ပေါင်းစည်းမှုသာဖြစ်ရမယ်။ဆိုလိုတာကလင်းနဲ့မြားနှစ်ယောက်ပေါင်းဝတူတဲ့အဖြစ်ပြည့်စုံပြီးလက်ထက်တယ်လို့မယူဆအပ်ဘူး။သူတို့နှအိုးဟာတီးခြားပြည့်စုံတဲ့သူလွတ်လပ်ပြီးအမိကိုကင်းတဲ့သူနှအိုးရဲ့ပေါင်းစည်းမှုမျိုးသာဖြစ်တဲ့နည်း။ပြဿရေးဆရာကြီးအီဗာဆင်ရဲ့ပြဿတဲ့ပုံမှာဇက်လိုက်နိုရာက သူဟာဇနီးတယောက်နဲ့မိခင်တယောက်မဖြစ်ခင်မှာပြည့်စုံတဲ့လူတယောက်အလင်းဖြစ်ရမယ်လို့ပြောခဲ့ဘူးတယ်။ဇနီးမောင်နှံနှစ်ယောက်တို့ဟာနှစ်ယောက်ပေါင်းမှတစ်ခုဖြစ်တဲ့ယူနစ်မဖြစ်စေရဘူး။လင်းဖြစ်စီတယောက်ယောက်ဟာလူဖွဲ့စည်းတဲ့မှာဘယ်သူအကူညီကိုမှမယူဘဲနဲ့တဦးရဲ့ရက်တည်နိုင်မယ့်အနေထားတဦးရဲ့ဖွံ့ဖြိုးတိုးတက်နိုင်တဲ့အနေထားမျိုးရှိသင့်တယ်။အဲ့ဒီခါမှာတယောက်ကိုတယောက်စီးပွားရေးအရာ လူမှုရေးရာ တွေ့တာတာမျိုးဖြစ်မလာတော့တော့ပဲတကယ်ကိုချစ်လို့တကယ်ကိုနှစ်သက်လို့တကယ်ကိုရရောသဘောထားကြည့်လို့တွေ့တာချင်းမျိုးဖြစ်လာလိမ့်မယ်ဟန်ချစ်ညီများတဲ့အတွေ့အတွေ့ဟာစိတ်ကူးထဲမှာမရှိနိုင်ပဲယူတိုပီးယားတစ်ခုမဟုတ်ပါဘူးဒီလိုစုံတွဲမျိုးဟာအပြင်မှာတကယ်ရှိပါတယ်တချို့လည်းအိမ်အောင်ပြူထားတဲ့ဇနီးမောင်နှံတို့အတိုင်းဝိုင်းမှာရှိပါတယ်အများအဖြစ်တော့အိမ်အောင်ပြူခြင်းရဲ့အပြင်တနည်းအိမ်အောင်မပြူတဲ့အတွေ့အကြုံမှာပိုပြီးတွေ့ရတတ်ပါတယ် တချို့တွဲတွေကတော့ဖိုမအခြေချောင်းတွဲနေမိကြဖြစ်ပြီးအတိုင်းဝိုင်းအပေါင်းသင်းမှာတော့တယောက်နဲ့တယောက်တစ်တိုက်စီတစ်ဝိုင်းစီတစ်သင်းစီ ဖြစ်ပါတယ်သူတို့ဟာဖိုမကိစ္စသာချီနှောင်ထားကြတော့လေတခြားကိစ္စလူမှုရေးကိစ္စတွေမှာတော့လုံးဝလွတ်လပ်ကြပါတယ်တချို့တွဲတွေကြတော့လေဖိုမဆက်ဆံရေးကို တားမြစ်ခြင်းမရှိတဲ့မိษွေများအဖြစ်နေကြပါတယ်မိမတယောက်နဲ့ယောက်ျားတယောက်ရဲ့ဆက်ဆံရေးမှာပုံသဏ္ဍာန်တွေအမျိုးမျိုးရှိနိုင်ပါတယ် အပေါင်းဖော်တပွဲဆက်ဆံရေးပျော်ရွှင်မှုယုံကြည်မှုချစ်ခင်မှု ပူပေါင်းမှုအထက်စတဲ့ကိစ္စတွေဟာနှစ်ယောက်ဟာတစ်ယောက်အတွက်တစ်ယောက်ကြည်နူးစရာပျော်စရာအားတက်စရာတွေဖြစ်ခြင်းဖြစ်မယ်။အိမ်အောင်တွေပြိုကွဲပျက်စီးသွားတာနဲ့ပတ်သက်လို့ပုရုဇဉ်တွေကိုအပြစ်မတင်သင့်ဘူး။အိမ်အောင်ပြုခြင်းဆိုတဲ့ကိစ္စစကတည်းကတဘာဝမကြပဲပေါ်လာတဲ့အဆောက်အုံကြီးဖြစ်တယ်။မိမတယောက်နဲ့ယောက်ျားတယောက်တို့သည် တေတပန်တတ်သဆုံးတဦးကိုတဦးတာဝန်ကျေစွာ နေထိုင်ကြစေတည်းတဦးကိုတဦးဝတ္တရားနှောင်ကြိုးတို့ဖြင့်ချီနှောင်ထားစေတည်းလို့ပြောတာဟာကြောက်ဖွယ်အမှုကြီးတစ်ခုဖြစ်တယ်ဟန်ဆောင်မှု လိန်လေမှုရညူးတူမှုစိတ်မချမ်းမြေမှုစသည်တို့ကိုပေးပေါက်စေတဲ့အရာဖြစ်တယ်လက်ထက်ထိမ်းများခြင်းအင်အောင်ပြူခြင်းစသည်တို့ဟာခုခေတ်မှာတော်တော်ကလေးတော့ပုံသဏ္ဍာန်ပြောင်းလာကြပါပြီမှန်းမှုနေတဲ့ ဖိနှိမ်ကြီးစိုးမှုကတော့ရှိမြဲရှိနေသေးတာပဲသဘောတရားအရာပြောရရင်တော့သူတို့နှစ်ယောက်စလုံးမှာတန်းတူညီများခွင့်ရှိတယ်အခွင့်အရေးတူတယ်လို့တော့ပြောနေကြတာပဲဟုတ်ပါတယ်သူတို့ဟာအရင်ခေတ်တွေကတည်းမိမိနှစ်တက်တဲ့သူကိုလွတ်လပ်စွာရေးချယ်ပိုင်ခွင့်ရှိလာကြတာမှန်ပါတယ်အမေရိကမှာလိုလွတ်လပ်စွာကွာရှင်းပိုင်ခွင့်ရှိလာကြတယ်ဆိုတာကလည်းမှန်ပါတယ်ရင်ကျေးမှုချင်းကွာခြားတာဟာအသက်ကွာခြားတာစသည်တို့ဟာလည်း အရင်နှုံးကတော့အရေးမကြီးတော့ဘူးဆိုတာလည်းမှန်ပါတယ်။ယောက်ျားကလည်းမိမတောင်းဆိုတဲ့လွတ်လပ်ခွင့်ကို အလွယ်တကူပဲအတိမတ်ပြုလာကြပါတယ်။ယောက်ျားတွေကလည်းအိမ်မူကိစ္စတွေကိုခွဲဝေလွတ်ကင်လာကြတယ်။ရေကူးခြင်း၊တင်းနဲ့ဆိုင်ခြင်း၊ခရီးထွက်ခြင်း၊ဘိုင်စကယ်စီးခြင်းစတဲ့အပန်းဖြေလုပ်ငန်းတွေမှာလည်းသူတို့အတူတူပါဝင်လှုပ်ဆောင်လာကြပါတယ်။မိမဟာသူ့ယောက်ျားပြန်လာကိုတနေ့လုံးလေပင်တရှိရှိနဲ့စောင့်မျှော်နေစရာမလိုတော့ဘူး။ အပြင်ထွက်ပြီးကစားပွဲကြည့်နိုင်တယ်။ကလပ်တို့အသင်းတို့ကိုလည်းသွားလည်နိုင်တယ်။ဂီတအသင်းတို့ဘာလို့မှသွားပြီးတီးမှုန်နိုင်တယ်။အချုပ်ပြောရရင်အိမ်မြင်ကို ထွက်ပြီးကစားပွဲကိုကြည့်နိုင်တယ်။ကလပ်တို့အသင်းတို့ကိုလည်းသွားလည်နိုင်တယ်။ဂီတအသင်းတို့ဘာလို့မှလည်းသွားပြီးတီးမှုန်နိုင်တယ်။အချုပ်ပြောရရင်အိမ်မြင်ကိုထွက်ပြီးအပန်းဖြေနိုင်တယ်။ပတ်စံရဖို့ကိုပိုင်အလုပ်ကလေးပါလေးထွက်လို့ချင်းနေဆိုရင်တော့လုံနိုင်သေးတယ်။ ငယ်ရတဲ့အိမ်တော်တွေကိုကြည်လိုက်ရင်အချင်းချင်းကြောင့်မှပြည့်စုံတဲ့ဒန်းတူညီမျှမှုအခြေခံတွေပေါ်မှာတိစောက်ထားသလိုထင်ရတယ်။ဒါပေမဲ့ယောက်ျားက စီးပွားရေးတာဝန်ကို ယူထားနေသေးသမျှအဲ့ဒီလိုပြည့်စုံတဲ့ဒန်းတူညီမျှမှုရှိတယ်လို့ထင်ရတဲ့အထင်ကသာဖြစ်တယ်။ဘယ်ရက်ကွက်မှာဘယ်မြို့မှာနေမယ်ဆိုတာကအစအစအစအရာရာကိုဆုံးဖြတ်သူကယောက်ျားသာဖြစ်နေတယ်။ဇနီးကတော့ရောင်နှောက်စတုံးပါဆိုသလို သူ့သွားရကိုနောက်ကလိုက်ရသူသာဖြစ်တယ်။သူတို့ရဲ့နေထိုင်မှုအဆင့်တန်းဟာလေသူ့ယောက်ျားရဲ့ဝင်ငွေပေါ်မှာမှီနေရတယ်။အပေါင်းသင်မိတ်ဆွေသင်ကားစသည်တို့ဟာလေသူ့ရဲ့အတ္တမွေးဝမ်းကြောင်းအလုတ်ကင်ပေါ်မှာပဲနေမိနေရတယ်။နိုင်ငံရေးအသိပညာရေးရင်ကျင်းမှုဆိုင်ရာကိစ္စတွေကလေယောက်ျားကသာဆုံးဖြတ်တယ်။မိမကကိုပိုင်လို့ကိုပိုင်ဝင်ငွေရဲ့လို့မရှိလေတော့။ကွာရှင်းပိုင်ဝင်ဆိုတဲ့ကိစ္စဟာလေ သဘောတရားအရာဆောက်ရွက်ပုံမှာသာရှိတဲ့စကားလုံးဖြစ်နေတယ်။မယားဆရိတ်ဟာအမေရိကန်လိုတိုင်းပြည်မှာသာ များများဆဆရပါပဲ။ပြင်သစ်ပြည်လိုနေရာမျိုးမှာတော့ရဲစရာကောင်းလောက်အောင်နေပြီးတစ်ခုလက်မိမဟာညှိုးငယ်နန်းပါစွာနေရတယ်။ဒါပေမဲ့အဲ့ဒီမညီမျှမှုတွေတဲ့ဆိုးတဲ့အဆိုးဆုံးမညီမျှမှုကတော့ယောက်ျားကသူ့လုံမှာသူ့ရဲ့အတ္တကိုဖော်ပြတာမျိုးကို လုပ်နိုင်ပေမဲ့မိမမှာတော့ သူ့အတ္တကိုသူရှာဖွေဝင့်မရတဲ့အချက်ပဲဖြစ်ပါတယ်။ခေတ်သစ်အိမ်အောင်စုတွေအထူးသဖြင့်အမေရိကန်ပြည်အောင်စုကအိမ်အောင်စုတွေမှာမိမာယောက်ျားကိုကြေးကျွန်အဖြစ်ရှော့ချပစ်ခဲ့တယ်လို့မကြာခဏပြောလို့ရှိကြပါတယ်။ဒါလည်းအစမ်းသစ်တော်မဟုတ်ပါဘူး။ရှေးအောင်ဂရီလူမျိုးအဖွဲ့အစည်းမှာတော့ငါစန်တီဗီကြီးစိုးလွှမ်းမိုးမှုကိုခံရတယ်လို့ပြောလို့ရှိကြတယ်။ခုခေတ်မှာလဲမိန်းမများဟာယောက်ျားတွေရဲ့အလုပ်ထဲကိုဝင်ပါတာမျိုးတွေ စုဖက်တာမျိုးတွေရှိတာမှန်ပါတယ်တက္ကသိုလ်ကျောင်းသားကျောင်းသူအတွဲတွဲကိုတွေ့ဘူးတယ်မိမကသူ့ယောက်ျားအောင်မြင်မှုရဖို့အတွက်ယောက်ျားကို အတင်းတိုးထိုးလှုပ်ဆော်တယ်လိုက်စရာရှိရင်လိုက်ပေးတယ်သူ့စရာတွေကိုဆွဲပေးတယ်အစားတောက်စားတာကစားကြီးကျက်တယ်စားကြက်ရမှာတောင်ထိုင်ဆောင်ကြည့်တယ်ယောက်ျားရုပ်ရှင်ကြည့်ချင်တာအဖမ်းဖြေချင်တာတို့ကိုတောင်ခွင့်မပေးဘူးသူခွင့်ပေးမှရုပ်ရှင်ကြည့်ရတယ် အမှန်ကတော့သူ့ကိုအချုပ်နှောင်နဲ့ထားသလိုပါပဲဒီလိုအနိုင်ကျင့်မှုမျိုးဒီလိုလွှမ်းမိုးမှုမျိုးဟာခုခေတ်မှာ တော်တော်လေးခက်စားလာတယ်ဆိုတာမှန်ပါတယ်။ယောက်ျားဟာမိန်းမရဲ့ဒန်းသူညီမပိုင်ခွင့်ကိုအသိအမှတ်ပြုတယ်။ဒီဒန်းသူညီမမှုကိုအကောင့်တွေဖော်ခြင်း၊သူမသားတဆင့်ဖော်နိုင်တယ်ဆိုတာကိုသိတယ်။ဒီတော့ယောက်ျားမှလည်းတည်တည်ကြည်နဲ့ခံနေရတယ်။သူ့ရဲ့ပိုင်ဆိုင်ခွင့်ကိုအနစ်နာခံပြီ မိမရဲ့ပိုင်ဆိုင်ဝင်ကိုအတိမတ်ပြုရသလိုဖြစ်နေတယ်။ဒီလိုနဲ့ယောက်ျားဟာမိမကိုဖိနှိမ်ချုပ်ချယ်ရင်းကကိုယ်လည်းဖိနှိမ်ချုပ်ချယ်ခံရတဲ့အဖြစ်ကိုပြန်ရောက်သွားရတော့တယ်။အပြန်အလှန်အဖြစ် မိမဟာယောက်ျားပေါ်မှာနိုင်ကျင်တာဟာသူ့ရဲ့အားနည်းချက်ကိုအလျှော်ပေးကျင်လို့နိုင်ကျင်တာဖြစ်တယ်။သူ့ယောက်ျားရဲ့အောင်မြင်မှု သူ့ယောက်ျားရဲ့အနာဂတ်သူ့ယောက်ျားရဲ့ပျော်ရွှင်မှုစသည်တို့ဟာသူ့ကြောင့်လို့စုပြခြင်းနဲ့ ီလိုနဲ့မိမဟာသူ့ရဲ့အားနဲ့ချက်ကိုလက်နဲ့တပွဲသုံးပြီးအနိုင်ယူတယ်။ဒါပေမဲ့ဒီလိုလှုပ်လိုက်တဲ့အတွက် သူ့အားနဲ့ချက်တော့ပြောက်ွယ်မသွားပါဘူး။သူ့အားနဲ့ချက်ဟာသူ့အားနဲ့ချက်အဖြစ်ကျန်နေသေးတာပါပဲ။မိမတွေကမကောင်းဘူးလို့ပြောပြီးမိမမှန်သမျှကိုစန့်ကျင်နေတဲ့မိမမုံဝါရသမားတွေရှိသေးတယ်။အယူဆကတော့တိတ်ပြီးယုတ်တိမကြလာပါဘူး။ဘာဖြစ်လို့လဲဆိုတော့မိမဟာ လက်ထပ်လိုက်မှ အင်းအောင်ပြုလိုက်မှသာအစိတ်ရှိတဲ့တတဝါဖြစ်သွားတတ်လို့ပါပဲ။ဒါကြောင့်မို့လက်ထက်ထိမ်းမြားရေးစနစ်တွေနဲ့အမျိုးသမီးတွေရဲ့အထွေထွေအခြေအနေများကိုပြုပြင်ပြောင်းလဲဖို့တိတ်ကိုလိုအပ်နေပါတယ်။ညာတန်းတင်နာဆင်ပေးခဲ့ကြတဲ့တအိုးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒါနောဆောင်ပြရမယ်ဒီနေ့အတရားငါတလုံးလက်ချင်းမတွေ့အားလုံးရဲ့မြေဒါနောဆောင်ပြရမယ်ဒီနေ့အတရားငါတလုံးလက်ချင်းမတွေ့အားလုံးရဲ့မြေ